တော့မေကွန်လေးကအပြူစစ်မစဲဆေးစစ်ကြည့်လို့ရသလားတဲ့နော်ပြန်ပြောမယ်နော်ဆီယာမရေတဲ့အပြူစစ်မစဲဆေးစစ်ကြည့်လို့ရသလားတဲ့အဲ့တော့ဒီမေကုံမျိုးကိုအရင်တော့ကလည်းတခါကျမတွေ့ဘူးတယ်အဲ့တော့တိတ်တော့ခဏခဏမေးတတ်တယ်မေကုံမဟုတ်ပေမဲ့ထူးခြားတဲ့အတွက်ကြောင့်မလို့ကျမဖြေပြီးပို့ရွေးလိုက်တာပေါ့နော်ရွေးချက်လိုက်တာ အဲ့တော့အပြူစစ်မစစ်ဘာလို့သိချင်တာလဲဆိုတော့အဲ့ဒီမေးခွန်းကိုကြည့်ပြီးကျမမှမေးခွန်းပြန်ပြီးတော့ပေါ်လာတယ်ပေါ့နော်ဘာလို့အပြူစစ်မစစ်သူတို့ကသိချင်တာလဲနော်ဟုတ်ပြီအဲ့တော့အပြူစစ်တယ်မစစ်ဘူးဆိုတာဘာလဲတနည်းအားဖြင့် losing virginity လို့ခေါ်တာပေါ့နော်အပြူမစစ်တော့ဘူးဆိုတာ virginity ကို lose ဖြစ်သွားတယ် lost ဖြစ်သွားတယ်ပေါ့နော်အဲ့တော့တကယ်တမ်းတော့အပြူမစစ်တော့ဘူး losing virginity ဆိုတာတကယ်တမ်းတော့ delay ထုံးစံတစ်ခုပဲ ဓလေ့ထုံးစံအစွဲလန်းတစ်ခုပေါ့နော်ဓလေ့ထုံးစံတစ်ခုဆိုတာတည်းဓလေ့ထုံးစံအယူအဆအစွဲလန်းတစ်ခုတနည်းအားဖြင့်ဒီလူမှုအဖွဲ့အစည်းကနေပြီးတော့ယူဆထားတဲ့အယူအဆအစွဲလန်းတစ်ခုပဲဒါမှမဟုတ်ရင်တချို့လူမှုအဖွဲ့အစည်းတွေရဲ့ယုံကြည်မှုတစ်ခုပေါ့နော်အတားကြောင့်မဟုတ်အပြူစင်ရင်ကောင်းတဲ့အပြူမစင်ရင်မကောင်းမှုပါ냐ကွိကွာဒါတွေကတကယ်တမ်းတော့လူမှုအဖွဲ့အစည်းက construct လုပ်ထားတဲ့ယုံကြည်မှုအစွဲလမ်းတစ်ခုပဲအဲ့တော့ ဒါဒါဆိုရင်ဆီယာမကအပြူမစစ်အောင်နေကြပါလို့တိုက်တွန်းနေသလားဆိုတော့ကျွန်မပြောတာဘာမှမဆိုင်ဘူးနော်ဆက်ပြီးတော့တီတီချာချာနားထောင်ကြည့်ကျမပြောမယ့်အကြောင်းအရာတွေထဲမှာတော့သဘောမတူမဲ့သူတွေအများကြီးရှိလာနိုင်တယ်ဒါပေမဲ့ကျမကတော့သိပညာအရာရောเนาะကျမရဲ့ personal opinion အရာပါဖြစ်တင်ဖြစ်ထိုက်တာနဲ့เนาะအမှန်တရားနဲ့သိပညာမှာတိချတာကိုကျမပြောပြပေးမှာဖြစ်တယ်ဟုတ်ပြီသိပညာအရာတော့ ဒီအပြိုစစ်တယ်မစစ်ဘူး virginity နဲ့ပတ်သက်ပြီးတော့เนาะဘာရှိတယ်လဲဆိုတော့သိပညာဆိုတာထက်လူအများစုကယုံကြည်ထားတာဘာရှိလဲဆိုတော့ myth လို့ခေါ်မှာပေါ့เนาะယုံကြည်မှုအမှားယွင်းပေါ့เนาะအဲ့ဒါဘာလဲဆိုတော့ hymen myths or hymenal myths hymen ဆိုတာဘာလဲဆိုတော့ကျမတို့မိန်းမကိုအဝမှာအဲ့တော့အမျိုးသားနဲ့နေရင်အမျိုးသားအင်္ဂါဝင်တဲ့အဝမှာ hymen ဆိုတဲ့ membrane အမေးပါလေးရှိတယ် ဓာရီကလူတွေကအမျိုးသမီးကမွေးလာတဲ့ခါမှာအဲ့ဒါနဲ့မွေးလာတယ်။ဒါပေမဲ့လူတိုင်းကအမေးပါဆိုလို့ကျမတို့မျက်စိထဲမှာဟုတ် cutting လို့เนาะအဲ like ကလို့အဲ့လိုမြင်နေလို့တော့မရဘူး။တယောက်နဲ့တယောက်မတူကြသလိုအရွယ်စားလည်းမတူဘူးပုံစံတွေလည်းမတူကြဘူး။အဲ့တော့ဒီမွေးလာတော့ကเนาะအဲ့ဒီလိုမျိုးပိတ်နေတော့မှเนาะပိတ်နေတဲ့ကလေးတွေဆိုတော့ကျမတို့ကဖောက်သွားသေးတယ်။ နော်အဲ့တော့သဘောကအဲ့ဒါပဲတိတ်ထူနေတယ်ပိတ်နေတယ်တကယ်ဘလုံးကပိတ်နေတဲ့ဟာမျိုးဆိုကျွန်မတို့ကဖောက်ရသေးရဲ့ဘာလို့လဲဆိုတော့ယာတီသွေးဆင်းမှုအပေါက်လို့တာကိုနော်အဲ့တော့ဒီ high man ကနော်ဒီ high man ဒီအမေးပါလေးဟာသူ့ဟာတူလဲကွဲသွားတယ်ပြဲသွားတယ်ဆိုတာမျိုးဖြစ်တတ်တယ်ဘလူခါမျိုးတွေမှာပို့ဖြစ်လဲသူကလည်းသူဖြစ်တယ်ဖြစ်တယ်လို့ဘလူခါမျိုးတွေမှာပို့ဖြစ်တယ်လဲဆိုတော့ tampon เนาะအမျိုးသမီးတွေရာသီလာလို့ tampon ထည့်တဲ့အခါမှာပြေးသွားမယ်။အော်နောက်တစ်ခုက အစပေါ့စီလုတ်တယ်ဘောလုံးကန်းနေဂျင်သွားတယ်เนาะဒီ stress တွေလုတ်တယ်ဒီဟာနေရရင်လည်းပြဲသွား꿰သွားတာမျိုးရှိရပဲเนาะအဲ့ဒါတွေကဘာမှအန္တရာယ်မရှိဘူးဒါတွေကိုမလုပ်ရဘူးလို့ကျွန်မပြောဆိုတာပြောတာမဟုတ်ဘူးဒါဟာ normal ပဲပုံမှန်ပဲလို့ပြောပြတာအဲ့တော့သဘောတရားကကျွန်မပေးချင်တဲ့ message ကဒီ hymen တနည်းအားဖြင့်ဒီအမေးမားလေး꿰သွားတယ်ပြဲသွားတယ်ဆိုတာဟာအမျိုးသားနဲ့နေမှ꿰တာပြဲတာမဟုတ်ဘူးလို့ဆိုလိုချင်တာပါဒါကြောင့်မို့ ဒီအမေးပါလေးမရှိဘူး၊ကွဲနေတယ်၊ပြဲနေတယ်ဆိုတာနဲ့ဒီအမျိုးသမီးဟာအမျိုးသားတစ်ယောက်နဲ့နေဘူးတယ်။အော်တစ်ယောက်မကနဲ့နေဘူးတယ်လို့ကျွန်မတို့ပြောလို့မရဘူး။အဲ့ဒီလို conclusion ဆွဲလို့မရဘူး။ဒါပထမတစ်ချက်ပေါ့နော်။နောက်တစ်ချက်ကပါလဲဆိုတော့တချို့ culture တချို့ daily ထုံးစံတွေမှာရှိတယ်နော်။အမ်ပထမဥဆုံးအမျိုးသားနဲ့နေတဲ့အခါမှာသွေးထွက်တယ်ပေါ့။သွေးထွက်မှ အဲဒါမှအပြူစစ်တယ်ပေါ့အဲကျမတို့လည်းကြားလဲကြားဘူးတယ်ဖတ်လဲဖတ်ဘူးတယ်ရုပ်ရှင်တွေထဲမှာတော့မြင်မှုတယ်ဟုတ်တယ်မလားဟာခါတယ်ဟိုဘယင်းတို့တချို့ဘာကြီးညာကြီးပေါ့နော်ဒီလိုဟာမျိုးကြီးတွေ ਨੇ သူတို့လက်ထက်တဲ့ခါမှာဘာဖြစ်လဲအဲဒီသူတို့ရဲ့ဒီမှွေရပေါ်မှာ bed sheet အဖြူကြီးခင်းထားတယ်ခင်းထားပြီးတဲ့ခါကျမှအဲညကြရင်ဘယင်းနဲ့အိတ် ထားပါတော့ဘရင်ဆိုရင်လည်းအိတ်ပြီးတော့ခါကြမနဲ့ကြရင်အဲ့ဒီဘရင်ရဲ့လူတွေကလာကြည့်သေးတယ်လीလာကြည့်ပြီးတော့ဟောမှာသွေးဆင်းနေတဲ့အပြိုစစ်တယ်ဟောသွေးမစစ်ဘူးဆိုတော့သွားပြီဒီကောင်မလေးတော့เนาะအပြိုမစစ်ဘူးလို့ပြောခံရပြီဟုတ်တယ်မလားဘရင်ကအခန့်မတင်တော့တတ်ပြသေးတာဟုတ်တယ်မလားအဲ့တော့ဒီလိုကာချာမျိုးတွေကတော့အရင်တော့ကလည်းရှိခဲ့မှာပေါ့เนาะအဲ့တော့အဲ့ဒါဟာအမှန်တော့မှားနေတယ်အစွဲလန်းတစ်ခုပဲ ကျမပြောချင်တာက အပြူဘလောက်ပဲစစ်စစ်တနည်းအားဖြင့်เนาะတစ်ခါမှအမျိုးသားနဲ့မနေခဲ့ဘူးပြီမဲ့ပထမအဦးဆုံးနေတိုင်းသွေးထွက်ကြတာမဟုတ်ဘူးလူတိုင်းသွေးမထွက်ဘူးကျမပြောချင်တာအဲ့တော့သွေးထွက်မှအပြူစစ်တယ်ဆိုတာလေမမှန်ဘူးအဲနောက်တစ်ခုကပါဘာလဲဆိုတော့ကျမတို့လို့ပေါ့เนาะတာဖွဲ့မိရဲ့အထုကူတယ် ဒီလိုလူတွေကနေပြီးတော့နော်ဒီလိုလူတွေစီမှာသွားစစ်လို့ဒီလိုဆရာဝန်ကြီးတွေစီမှာသွားစစ်ပြီးတော့အပြိုစစ်လားမစစ်လားပြောပြပေးလို့ရသလားဆိုတော့အဲ့ဒီဟာလေအတိအကျကျမတို့ပြောပြပေးလို့မရဘူး။အဲခုနကတော့ပြောသလိုလေကျမတို့က high man ရှိမရှိဒီလိုကြည့်ပေးကျမကြည့်ပြီးတဲ့အခါကျတော့ဟာဒါကတော့အပြိုပဲဒါကတော့အပြိုမဟုတ်ဘူးဒီလိုပြောလို့ရတဲ့ဟာမဟုတ်ဘူး။တနည်းအားဖြင့်ပြောရရင်ဒီ losing virginity ဆိုတာ medical condition မဟုတ်ဘူးဒါ social construct တစ်ခုပဲ။ virginity ဆိုတာဒီ အပြူစစ်ခြင်းမစစ်ခြင်းဆိုတာ social construct တစ်ခုပဲ medical condition မဟုတ်ဘူးတနည်းအားဖြင့်ယောဂလည်းမဟုတ်ဘူးဒါပြဿနာလည်းမဟုတ်ဘူးเนาะစစ်ကြည့်လို့လည်းအဲဒီအောက်ကနေစစ်ဆန်းသက်စစ်ဆေးကြည့်လို့လည်းတော့မှ100%မှန်မှာမဟုတ်ဘူးအဲ့တော့ဟုတ်ပြီကဲမှန်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 ဆရာမဘာပြောပြောမှန်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 ကျွန်တော်တို့ကတော့သိချင်တယ်ကျမတို့ကတော့သိချင်တယ်โอเคเนาะဒါကတော့ကိုယ့်ရဲ့အာ right ပဲပေါ့เนาะအဲ့တော့ right ဆိုတဲ့နေရာမှာကျမထပ်ပြောချင်တာက privacy ဆိုတာကိုနားလေရတယ် privacy ဆိုတာဘာလဲဆိုတော့လူတဦးတယောက်ချင်းရဲ့တိတက်လွတ်လပ်စွာနေထိုင်နိုင်တဲ့အခွင့်အရေးလေးပဲတနည်းအားဖြင့်တိတက်စွာအတိတိတက်လွတ်လပ်စွာနေထိုင်နိုင်တဲ့နေရာလွတ်လေးတစ်ခုဒါလူတိုင်းမှာရှိတဲ့တနည်းအားဖြင့် basic right လို့ခေါ်တယ်တနည်းအားဖြင့်ဒီလူတဦးတယောက်ချင်းရဲ့အတိတက်လွတ်လပ်စွာရက်တည်နေထိုင်နိုင်တဲ့နေရာလွတ်ကလေးတစ်ခုဟာလူတိုင်းအတွက်ရှိတဲ့အဲ့ဒါဟာ privacy or basic right human right. Any privacy job, no one, is, no one is entitled to know about someone else's sexual history without a consent. No one is entitled to know about someone else's sexual history without a consent. Okay? The လူတယောက်ကဘယ်သူနဲ့အိပ်ဖူးတယ်ဘယ်ညာနဲ့အိပ်ဖူးတယ်ဘယ်အအပြူစစ်တယ်မစစ်ဘူးဒီလို history တွေကို တခြားတယောက် no one ဆိုတဲ့ means ယူမဲ့ယောက်ျားမပြောနဲ့အဖေအမေဘသူပဲဖြစ်ဖြစ်သိစရာအကြောင်းသိလို့မရဘူးသိစရာအကြောင်းမဖြစ်ဘူးဘာလို့လဲအဲ့ဒီအမျိုးသမီးဒါမှမဟုတ်ရင်အမျိုးသားရဲ့ privacy ကို respect ပေးရမယ်သူတို့ရဲ့ဒါ basic right ဖြစ်တဲ့အတွက်ကြောင့်ဟုတ်ပြီ consent မရှိရင်သိလို့မရဘူးလို့ပြောတာเนาะဟုတ်ပြီဒါဆိုရင်က consent ရှိတယ်ကျွန်တော်ကပြောလိုက်တယ်เนาะအဲ့ဒီအကြမ်းကျွန်တော်ယူမဲ့အမျိုးသမီးကိုငါမင်းကိုအပြူစစ်မစစ်စစ်မဲ့အပြူစင်ယူမယ်အဲ့တော့ तू ကစစ်လို့ပြောတယ်အဲ့တော့ဒါဟာ consent လား consent ဆိုတာဘာလဲသဘောတူညီချက်အဲ့တော့စစ်လို့စစ်မယ်လို့ကျွန်တော်ကပြောလိုက်တော့ तू ကစစ်လို့ပြောတယ်ဆိုတာ consent မဟုတ်ဘူး အဲ့တော့ consent လို့ပြောဖို့ဆိုတဲ့အခါမှာเนาะတနည်းအားဖြင့်သဘောတူညီချက်အပြည့်အဝပေးတယ်လို့အပြည့်အဝဖြစ်မဖြစ်ဆိုတဲ့အခါမှာပြည့်စုံရမယ့်အချက်လက်တွေရှိသေးတယ်။ဘာတွေရှိရမလဲဆိုတော့ပထမအဦးဆုံးဒီအမျိုးသမီးဟာဒါမှမဟုတ်အမျိုးသားကိုစစ်မယ်ဆိုလည်းအမျိုးသားပါเนาะဒါပေမဲ့အမျိုးသားကိုတော့ဘယ်သူမှအစိလေးမရှိကြပါဘူးအမျိုးသမီးကိုပဲစစ်ကြဟုတ်တယ်မလားအဲ့တော့ဒီအမျိုးသမီးဟာ understanding ရှိရမယ် นาเลียฮะตุตุปมาสกานาเลียเวรามาโมอังกฤษหลุดပြောเลยอังกฤษสกานาเลียเวดาดาดาตุนาเลียเอ้อดาမျိုးนาเลียเลยไม่เข้าอันเดอร์สแตนดิ้งซะเนาะอะခုจม้าပြောตัวได้หาริโกนาเลียเวตู้เยไรท์โกตูนาเลียเว she must know that she can say no she must know that nothing's wrong with saying no to that request တနည်းအားဖြင့် no လို့ပြောတာဟာမစစ်နိုင်ဘူးလို့ပြောတာဟာ တိတ်ခါကြတာလည်းမဟုတ်ဘူးเนาะဘသူကိုမှလည်းဘသူရဲ့ကိုဘသူရဲ့ right ကိုမှလည်း तू invade လုပ်နေတာမဟုတ်ဘူးဘသူကိုမှလည်းဆန့်ကျင်နေတာမဟုတ်ဘူးဒါသူရဲ့အခွင့်အရေးပဲဆိုတာကို तू နားလည်ရမယ်နံပါတ်၁အချက်เนาะအဲ့တော့ဒါ understanding နဲ့သူရဲ့ right ကိုသိရမယ်နောက်တစ်ခု voluntarily เนาะ voluntarily အဲ့တော့ तू ကဟုတ်ပြီကျမတို့တချို့ culture တွေမှာမရှိလဲဆိုတော့ no လို့အမျိုးသမီးကပြောခြင်းပြင်မယ်เนาะ မပြောရဲဘူး။ဘာဖြစ်လို့လဲ။ဟာအဖေမရစိတ်ဆိုးပါပေါ့။ဘာလို့လဲ။နင်ငါတို့နောက်ွယ်မှာမဟုတ်တာတွေလှုပ်ထားလို့လား။လိုက်ပြီးတော့တခြားရေးစားတွေနဲ့အိတ်ထားလို့လား။အမျိုးသားကလည်းမယုံမကြည်ဖြစ်မှာပေါ့။ဟောသူ့ရဲ့ပတ်ဝန်းကျင်ကဟင်းအပြိုအပြိုမစစ်လို့အစ်စ်မခံရဲတာပေါ့။ဟုတ်တယ်မလား။ဒါမျိုးတွေပြောမှအောင်ကြောက်ပြီးတော့လက်ခံရတယ်။အဲ့ဒါဟာ voluntarily လက်ခံတာမဟုတ်ဘူး။အဲ့ဒါဟာ consent မဟုတ်ဘူး။အဲ့ဒီဘေးက pressure တွေကြောင့်နော်ဘေးက pressure တွေကြောင့်နော်ဒါတွေကိုကြောက်ပြီးတော့ နေနေရတဲ့အမျိုးသမီးတွေကိုဘာလို့ခေါ်လဲဆိုတော့ vulnerable woman တွေလို့ခေါ်တယ်။ဒီ pressure တွေနဲ့နေနေရတဲ့အမျိုးသမီးဟာ vulnerable ဖြစ်တယ်။တနည်းအားဖြင့်အဲ့ဒီလိုမျိုးပဲမတရားတောင်းဆိုမှုတွေကိုလိုက်လျောရတယ်။အဲ့ဒါ vulnerability ပဲเนาะ။တနည်းအားဖြင့် power imbalance ပေါ့နော်။အပြင်က pressure တွေအဲ့ဒီ social pressure တွေ cultural pressure တွေကိုမတွန်းလှန်နိုင်လို့လိုက်လျောရတာမျိုးဟာဒါ power imbalance imbalance အတွက် concept ပေးလိုက်ရတာတနည်းအားဖြင့် consent အစစ်အမှန်မဟုတ်ဘူးသူ့ရဲ့ရင်တဲကလှိုက်လှိုက်လဲလဲပေးတဲ့အခွင့်ပြုချက်မဟုတ်ဘူးနော်နောက်တစ်ခုသူ့မှာ decision make make လုပ်နိုင်တယ်တနည်းအားဖြင့်ဆုံးဖြတ်ချက်ချနိုင်တဲ့ capacity လည်းရှိရမယ်တတ်တည်လည်းရှိရမယ်နော်ဥပမာနော်ဒီအမျိုးသမီးကနော်ပြော no တော့ပြောချင်မိမယ်မပြောရဲဘူး ခုနကျမပြောသွားတာတွေကိုတည်တည်ချာချာနားမလည်ဘူးဒါမှမဟုတ်ရင် तू ဟာအသက်မပြည့်သေးဘူးဒါမျိုးတွေပေါ့နော်ဒီဟာမျိုးတွေနဲ့မပြည့်စုံဘူးဆိုရင်ဒီ decision ကိုလုပ်နိုင်တဲ့ capacity လည်းရှိနေရှိမနေဘူးပေါ့နော်အဲ့တော့ပြောအခုကျမပြောချင်တာက consent ရှိဖို့လိုတယ်နော်အမျိုးသမီးတယောက်ရဲ့ virginity ကိုစစ်ဆေးခြင်းတဲ့အခါမှာအဲ့ဒီ consent ဆိုတာလေအခုပြောခြင်းတဲ့ cry အခုပြောလိုက်တဲ့ criteria တွေနဲ့ပြည့်စုံဖို့လိုတယ်ဒါကတော့ ဒါဆေးပညာအရာကျွန်မမျှဝေပြလိုက်တာပေါ့နော် personally ပေါ့နော်ကျွန်မရဲ့ personal opinion ပြောရရင်တော့ကျွန်မမှာနော်အရွယ်ရောက်ပြီးသားသားလေးတယောက်ရှိတယ်ဒီသားကကျွန်မကိုကဲဒီနေ့လာပြီးပြောမယ်မိမိရေကျွန်တော်တော့ဒီ main ကလေးကိုနော်လက်ထပ်တော့မယ်ဘာလို့လဲဆိုတော့ तू ကအပြိုလဲစစ်တယ်ဘိုင်းကောင်းချောက်ဖီလဲဖြစ်တယ် main ကလေးလဲပြီးသားတယ်ဒါကြောင့်မို့ကျွန်တော်တော့လက်ထပ်တော့မယ်လို့ပြောရင်ကျွန်မသူ့ကိုမိကွန်းတစ်ခုပြန်မေးမယ် တာအဲ့ဒီမိန်ကလေးကအပြိုလည်းမစစ်ဘူးဘိုင်းကောင်းကြောက်ဖြစ်လည်းမဟုတ်ဘူးလိမ္မာရေးချလည်းမရှိဘူးဆိုရင်အောင်မင်းလက်ထပ်နိုင်မလားလို့နော်အေးအဲ့ဒီအချက်အလက်တွေပြည့်စုံမှမင်းလက်ထပ်နိုင်တယ်ဆိုရင်တော့မင်းပြန်စဉ်းစားပါအဲ့ဒါမင်းကိုမင်းပို့ချင်နေတာအဲ့ဒီမိန်ကလေးကိုချစ်တာမဟုတ်ဘူးလို့ကျမဆိုရင်တော့အကြံပေးချင်တယ်နော်အဲဒီကနေကျမမိန်ကလေးတွေကိုပေးချင်လိုက်တဲ့ message ပေးလိုက်ချင်တဲ့ message ကတော့နော် သမီးတို့ရေ မျိုးသားတယောက်ကကိုယ့်ကိုချစ်တယ်လို့ဘလောက်ပြောပြောအပြူစစ်မှလက်ထပ်နိုင်မယ်ဟိုဟာဖြစ်မှလက်ထပ်နိုင်မယ်ဒီဟာဖြစ်မှလက်ထပ်နိုင်မယ်ဆိုရင်တော့အဲ့ဒီအမျိုးသားဟာကိုယ့်ကိုချစ်တာထက်သူ့ကိုယ်သူပိုချစ်နေတာဟာပိုနေတာဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့ဒီအိမ်နောင်ရေးဟာ power balance ဖြစ်တဲ့ငြိမ်းချမ်းတဲ့တရားမျှတတဲ့အိမ်နောင်ရေးဖြစ်ဖို့ဆိုတာက ော်တော်ခဲရင်ပါလိမ့်မယ်မဖြစ်ဘူးလို့တော့ပြောပါဘူးတချို့ကတော့အဲ့ဒီလိုအနေထားမျိုးနဲ့စပြီးတော့နောက်ပိုင်းချစ်သွားလို့ကံကောင်းသွားတာမျိုးဖြစ်နိုင်တယ်နော်အန်တီအန်တီသမီးဆရာမရဲ့သမီးသာဆိုရင်တော့ကျမကတော့ထပ်ပြီးရောအာစဉ်းစားဖို့အဲ့လိုအခြေအနေမျိုးဆိုရင်ထပ်ပြီးစဉ်းစားဖို့ကျမကတော့အကြံမေးပေးမိပါပါပဲနော်ဒါကတော့သာသမီချင်းကိုချင်းစာပြီးတော့ main ကလေးတွေအတွက်ပေးလိုက်တဲ့ message ပါ အဲ့ဒါနဲ့ပဲအဲနေချင်းတယ်လို့နေထိုင်ချင်းတယ်လို့ထိုင်အပြူစစ်မစစ်အတွက်ဂရုစိုက်စရာမလိုဘူးဆိုတဲ့ message မဟုတ်ဘူးအဲ့ဒါကိုတော့ကွဲကွဲပြားပြားနားလဲစေချင်တယ်ဒါပေမဲ့ကျမပေးလိုက်ပြောပြောလိုက်တဲ့ message ကတော့အမ်မေတ္တာတရားစစ်မှန်တဲ့မေတ္တာတရားကိုအခြေခံပြီးတော့တည်ထောင်တဲ့အိမ်တောင်ရေးကိုလိုလားတဲ့ main ကလေးတွေအတွက်ပေးလိုက်တဲ့ message ဖြစ်ပါတယ်အဲ့တော့လူတိုင်းလူတိုင်းက စစ်မှန်တဲ့မေတ္တာတရားကိုအခြေခံပြီးတော့တရားမျှတတဲ့ပျော်ရွှင်စရာကောင်းတဲ့အိမ်ောင်ရေးလေးတွေကိုပိုင်ဆိုင်နိုင်ကြပါသည်